ခုနှစ်ရတာတရားကျင့်ုံများနဲ့ယဟန်ကိစ္စပြီးမြောက်တော်မူခဲ့ကယဟန်နာဖြစ်တော်မူခဲ့တဲ့ဆရာတော်ဘုရားကြီးဥမဏိတာရအကြောင်းကိုတင်ဆက်ပေးပါမယ်။ဆရာတော်ဘုရားကြီးဥမဏိတာရရဲ့ဘဝစကြောင်းဟာအင်မတန်မှစိတ်ဝင်စားဖို့ကောင်းလှပါတယ်။ယဟန်နာဖြစ်တော်မူမဲ့နောက်ဆုံးဘဝဖြစ်တဲ့အတွက်ဝိကျွေးပေါင်းများစွာကိုကြည်တိအထိပေးဆက်ပြီးကမှပြိဋိနိဗ္ဗာန်ပြုတော်မူခဲ့ရပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုယခုဆက်လက်ပြီးဖော်ပြပေးပါမယ်။ ခုနှစ်ရက်မြနဲ့ယဟန်ကိစ္စပြီးသွားတယ်ဆိုတဲ့သတင်းကိုကြားရတဲ့အခါလွန်စွာမှကြီးညိုအားချမိပါတယ်။ထိုးစရာတော့ဘုရားကြီးရဲ့ပွဲတော်မှာဥမဏိတာရာဖြစ်ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မှာဆွန်လွန်ဥပနိဒိယပရိပတ်တိသာသနာမျိုးစေ့ချတော်မူခဲ့တဲ့ဆရာတော်ကြီးဖြစ်ကြောင်းသိရပါတယ်။ထိုးစရာတော်ကြီးဟာတက္ကရာ1298ခုနှစ်မှာမြင်းကြံကိုပြန်ပြီးယဟန်နဝါကိုမြင်းကြံမှာပဲဝါကတ်တော်မူခဲ့ပါတယ်။ 1998ခုနှစ်ဝါရင်းကာလတော်တလင်းလာမှာပဲပြိနိဗံပြုတော်မူသွားကြောင်းသိရပါတယ်။အယူတတ်တော်တွေကိုဆွန်းလွန်ကူကျောင်းစီဒီအတွင်းမှာဌာပနာထားပြီးအဲ့ဒီနောက်မှာရှမ်းပြည်နယ်ကို ပင့်ဆောင်ကာပူဇော်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ဆရာတော်ကြီးဦးမဏိတာရာဟာလူဝတ်ကြောင်ဘဝကအလွန်ဆိုးပေမိုက်ကန်းသူလည်းဖြစ်ပါတယ်။တပြည်ပြင်းရွာရက်ွက်တထေးကြီးသားလူအမည်ဦးမြမောင်ဖြစ်ပြီးလှဲအငှားလိုက်စားသူမင်းစိန်လုပ်ဖူးသူလည်းဖြစ်ပါတယ်။ အပြင်မယား9ယောက်ယူခဲ့ပြီးယူသည်မယားတိုင်းကိုလည်းအလွန်နှိမ့်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။မိမိဇနီးများနဲ့တန်တရားမကင်းသူများကိုလည်းအသက်ချမ်းသာမပေးခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့သူလည်းဖြစ်ပါတယ်။နောက်တော့တန်ဝေကရလာပြီးဆုံးလုံးဆရာတော်ကြီးထံရောက်လာက မောင်ရင်ပေါ်ကြောင့်မှယဟန်ပြုလျက်တရားအထုတ်ခဲ့ရာခုနှစ်ရတာများနဲ့ယဟန်ကိစ္စပြီးမြောက်တော်မူခဲ့ပါတယ်။ AD 1933ခုနှစ် မလ9ရက်နေ့တနင်္ဂနွေနေ့မှာပထမအကြိမ်မတ်ဖို့ကိုမျက်မှောက်ပြုတော်မူခဲ့ပါတယ်။ AD 1933ခုနှစ်မလ9ရက်အင်္ဂါနေ့မှာဒုတိယအကြိမ်နိဗ္ဗာန်ကိုရောက်ခဲ့ပြီး9ရက်နေ့ကြာသပတေးနေ့မှာတတိယအကြိမ်နိဗ္ဗာန်ကိုရတော်မူခဲ့က17ရက်နေ့စနေနေ့မှာသရုတ်ထအကြိမ်နိဗ္ဗာန်ကိုမျက်မှောက်ပြုကယဟန်ကိစ္စကိုပြီးမြောက်တော်မူခဲ့တယ်လို့ဆရာတော်ဘုရားကြီးကိုရတိုင်းဟောကြားတော်မူခဲ့ပါတယ်။ဆုံးလုံးဆရာတော်ဘုရားကြီးဥက္ကဝိဟာလည်း ယဟန္တာအဖြစ်ကိုလာမချားပဲဖြစ်တော်မူခဲ့တာကြောင့်ခုဆရာတော်ဘုရားကြီးရဲ့တပည့်ဖြစ်တော်မူတဲ့ဥမဏိတာရဟာလည်းလာမချားပဲခုနှစ်ရက်အတွင်းယဟန္တာဖြစ်တော်မူခဲ့တာကိုကြည့်ရင်ထူးခြားအံ့ဩဖို့ကောင်းပြီးတရားတရားနဲ့ကြည်ညိုရပါတယ်ဥမဏိတာရဟာဥမျက်မှောင်ဘဝနဲ့လူဖြစ်စဉ်ကအလွန်တရာမှရက်ဆက်ချင်းချုပ်သူဖြစ်ကြောင်းလည်းသိရပါတယ်တခါတော့ကဆိုမိမိရဲ့နွားတွေကိုပင်ကောက်ရိုးတွေစုပုံကမိရှို့တက်ခဲ့ဘူးကြောင်းလည်းသိရပါတယ် တနေ့ဦးမြမောင်ဟာနွားလဲမောင်းလာရာချောင်းအတက်ကဝန်းနဲ့အာမမျှတာကြောင့်နွားတွေဟာမယုံနိုင်မဲရှိနေရာတအားလွှဲရိုက်ပါတယ်။ရိုက်ပေမဲ့လည်းမယုံနိုင်တာကြောင့်နွားတွေဟာအဲ့ဒီနေရာမှာပဲလဲချသွားပါတယ်။အောက်ပုံရိုက်ပြီးထစီတော့လေဘလို့မှမထနိုင်အောင်ကိုအအိမ်ကုန်ခန်းနေတဲ့နွားတွေကိုဦးမြမောင်ဟာအလွန်စိတ်တူဒေါသထွက်သွားပြီးကောက်ရိုးတွေကိုနွားပေါ်စုပုံကမိဖြင့်ရှို့တိုက်ခဲ့ပါတယ်။ ဦးမြမောင်ဘဝနဲ့လူပြည့်စင်အချိန်ခါကအဲ့လိုရက်ဆက်ခဲ့ဘူးတယ်ဆိုတာကိုစင်ကြင်မိပြီးပြန်လဲမိန်ကြားခဲ့တာကြောင့်ခုလိုသိရခြင်းဖြစ်ပါတယ်ဦးမြမောင်ဟာဦးမဏိတာရာဘဝနဲ့ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တော်မူတဲ့အခါကိုကလုတ်ခဲ့မိတာကို သူကျွေးရှိရင်ဆက်လိုက်ပေါ်ဆိုပြီးငင်းချံဆုံးလုံးဆရာတော်ဘုရားကြီးကိုရော်တိုင်းမိန်ကြားတော်မူခဲ့ပူပါတယ်အဲ့ဒီအကြောင်းအရာကိုလည်းကျွန်တော်တင်ထားတဲ့ ဆုံးလုံးဆရာတော်ဘုရားကြီးရဲ့ထေရုပ္ပတ္တိအကြောင်းဗီဒီယိုကိုပြန်လည်နားဆင်ကြည့်နိုင်ပါတယ်။အေဒီ1936ခုနှစ်ဧပြီလ19ရက်တနင်္ဂနွေနေ့သကောင်ကျော်အချိန်မှောင်နဲ့မဲမဲမှာဆုံးလုံးကူတကြောင်းလုံးတိတ်ဆိတ်ငြင်းတက်လျက်ရှိနေပါတယ်။ယဟန်ယောဂီလူယောဂီများဟာမိမိတို့ကူကြောင်းအသီးသီးကိုဝင်ကာတရားရှုမှတ်လို့ကောင်းတဲ့အချိန်လေးဖြစ်ပါတယ်။ပဝင်းကျင်ကအတံပလန်တွေလည်းတိတ်ဆိတ်စပြုတ်နေပြီ။အဲ့ဒီအခိုက်မှာဆရာတော်ကျောင်းအနီးမှာ စီတီးတန်အုံမောင်းခောက်တန်ကလတ်တက်တန်တွေပွပွက်ရိုက်ဆူညံသွားတယ်။ယောဂီတွေလည်းအထိတ်တလန့်ဖြစ်ကဂူချောင်းအသီးသီးကနေပြေးထွက်ဆူယုံလာကြပါတယ်။ယောဂီတစ်ပါးတရားဝင်နေတဲ့ဂူတစ်ခုမှာမီးတွေတောက်တောင်နေတာကို တွေ့ကြရတယ်။အားလုံးကဝိုင်းပြီးနှိမ့်သက်ကြတယ်။ဂူထဲမှာရှိတဲ့ကိုတော်ကိုလည်းပွေ့ချီထုတ်လာကြတယ်။တကူလုံးကျိုးနေတုတ်ကပါဇက်ကလည်းအဝတ်စုပ်တွေပိတ်ဆို့ပြီးမီးတိုက်မီးရှို့တက်ခြင်းဖြစ်ပါတယ်။ မိပူရှင်ဟတ်ခံရသည်မှာအပါကိုမလောင်ကျွမ်းခြင်းတော့မရှိတစုံတရာအနာတရမဖြစ်အဲ့ဒီကိုတော်ကတော့ဝစ်ကြီးလာတဲ့ယဟန္တာဥမဏိတာရပဲဖြစ်ပါတယ်ဥမဏိတာရဟာ၁၇နှစ်ခွဲလောက်ကကုရီကိုအကြွာလူဆိုးတွေကကျိုးနဲ့တုတ်ပြီးဂူပိတ်မီးရှို့အသက်ခံရခြင်းဖြစ်ပါတယ်အဲ့လိုခံရစဉ်နှုတ်ကအော်မရတာကြောင့်ဆွန်းလွန်ဆရာတော်ကြီးကိုစိတ်နဲ့သာရှောက်ထားကတမပတ်ဝင်စားနေခြင်းဖြစ်ပါတယ် အဲ့ဒီအကြောင်းကိုဆရာတော်ကြီးကကြားသိတော်မူပြီးစီအုံးပေါင်းတို့ကို အတီးခန့်ခြင်းဖြစ်ပါတယ်။ဆရာတော်ကဥပစဉ်သူ့ဝတ်ကြွေးရှိရင်ဆက်လိုက်ပေါ့။တီးခန့်ပြီးသားနေကိုကလုတ်ခဲ့မိပြီဟာကို ဆိုကမိန့်တော်မူပါတယ်။ဥမဏိတာရလည်းမိမိဘဝကိုတီးရှိပြီးသားဖြစ်တော်မူတာကြောင့်တိတ်ဆိတ်စွာပဲနေတော်မူခဲ့ပါတယ်။ယဟန္တာပုဂ္ဂိုလ်ကြီးဥမဏိတာရဟာအင်မတန်မှဝတ်ကြွေးကြီးလာတဲ့ယဟန္တာဖြစ်ကြောင်းကိုလည်း အံ့ဩဖွယ်ရာလ ీల တွေ့ရှိရပါတယ်။တခါတော့ကလည်းဥမဏိတာရဟာဂူတကူထဲမှာတရားအထုတ်ကဇံဝင်စားနေစဉ်မနာလိုသူလူတိုက်ဟာ လူမိုက်တွေကိုငှားယမ်းပြီးတရားအထုတ်နေတဲ့ဂူအတွင်းဝင်ရောက်ကဆရာတော်ကိုဝိုင်းချုပ်ပြီးဓာရီနဲ့ခုတ်တက်ကြပြန်တယ်။ဆရာတော်ဟာတီးခံပြီးတမပတ်ဝင်စားလိုက်တာကြောင့်သင်ငန်းများဆုပ်ပြဲခဲ့ပေမဲ့ခန္ဓာကိုယ်ဟာမျက်ရှာရလောက်ဒဏ်ရာသာရခဲ့ပါတယ်။ ဒီနေရာမှာဇန်တမာပတ်ရဲ့တကိုးဆွမ်းအားကိုမယုံကြည်သူတွေကိုအနှင်းငယ်တာရကနဲ့တင်ပြခြင်းပါတယ်။မြတ်စွာဘုရားရှင်လက်ထက်တော်အခါကရှင်မဟာကတ္တပမထေမြတ်ကြီးဆိုတာရှိခဲ့ပါတယ်။အဲ့ဒီမထေမြတ်ကြီးဟာနိရောဓတမာပတ်ကိုဝင်စားတော်မူကခုနှစ်ရက်တိတိအသက်မရှူဘဲနေပါတယ်။တနေ့မထေမြတ်ကြီးတမာပတ်ဝင်စားနေစဉ်တောရိတ်ကိုထင်းခုတ်လာတဲ့သူတွေကမထေမြတ်ကြီးဟာထိုင်ရက်ကြီးအသက်မရှူဘဲနေတာကြောင့်ပြန်လုံတော်မူနေပြီဆိုကား မထင်မြင်ကြီးကိုထိုင်ရက်နဲ့ပဲတင်းရွက်တွေအုံမိုးကမိတင်ရှိုးခဲ့ပါတယ်။အဲ့လိုနဲ့ရှင်မဟာကသပမထင်မြင်ကြီးဟာနိရောဓသမဘတ်ဝင်စားပြီးထတော်မူတဲ့အခါသင်္ကန်းပေါ်မှာရှိတဲ့ပြာတွေကိုဖယ်ရှားကာအဲ့နာကရွာကိုစွန့်ကန်ကြွားတော်မူပါတယ်။အဲ့ဒါနဲ့ရွာထဲရောက်လာတဲ့အခါမိတင်ရှိုးမိခဲ့တဲ့လူတွေကမထင်မြင်ကြီးကြွလာတာမြင်တော့အင်မတန်မှထူးဆန်းအံ့ဩပြီးသူတို့လုခဲ့မိတဲ့အဖြစ်အတွက်မထေကြီးကိုဝန်ချတောင်းပန်ကြတော့ကြပါတယ်။ မထေကြီးကိုမေးလျှောက်တဲ့အခါတကားတို့မီးရှို့တယ်ဆိုပေမဲ့ဘုန်းကြီးဘာမှမခံစားရပါဘူးကွယ်တကားတို့အပြစ်ကိုလည်းခွင့်လွတ်ပါတယ်ဆိုပြီးပြန်လည်မင်းချားခွင့်လွတ်တော်မူခဲ့ပါတယ်ဒါကြောင့်တမပတ်အမျိုးမျိုးရှိတဲ့အထက်ကမှမထေမြတ်ကြီးဝင်စားတော်မူခဲ့တဲ့နိရောဓတမပတ်ဆိုတာမိမိရဲ့စိတ်ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြုထားပြီးအလွန်အေးချမ်းတည်ငြိမ်က နေတော်မူတာကြောင့်ပြင်ပခန္ဓာကိုယ်ကြီးဟာတမပတ်ရဲ့စွမ်းအားကြောင့်ဘာတိကိုက်မှုမှမဖြစ်နိုင်တာပါ နိရောဓသမဘတ်ကိုဝင်စားနေတဲ့သူဟာအဋိဌံထားပြီးရက်အပိုင်းခြားအတိုင်းဥပမာ9ရက်14ရက်စသဖြင့်အဋိဌံအပိုင်းခြားအတိုင်းဘာမှမစားမတော့ပဲအေးချမ်းစွာဝင်စားနိုင်တယ်လို့လေ့လာဘူးပါတယ်ထူးခြားတာကနိရောဓသမဘတ်ကိုဝင်စားပြီးထတော်မူရင်ပထမဦးဆုံးလှူတဲ့ပုဂ္ဂိုလ်အဖြစ်ချီးမြှောက်ခံရသူဟာလက်ငင်းအကျိုးပေးတယ်လို့မှတ်သားဘူးပါတယ်ဒါကြောင့်မထေမြတ်ကြီးတွေဟာနိရောဓသမဘတ်ကိုဝင်စားပြီးထတော်မူတဲ့အခါ ဘလို့ပုံကိုကို ချီးမြှောက်ရမလဲဆိုတာကိုအရင်စဉ်းကျင်တော်မူပြီးမှအလူခံတော်မူတယ်လို့မှတ်သားဖို့ပါတယ်။တမာပတ်ဟာအင်မတန်မှအစွမ်းထက်လာပါတယ်။မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးဆိုရင်ဝမ်းတော်လာပြီးပြိဋိဘံပြုတော်မယ့်အချိန်မှာခြေချုပ်ဖို့ရာတတ္တဝါတဦးတယောက်ကြံရှိနေသေးတာမို့မိမိအသက်ကိုဆွဲဆန့်နဲ့ခိတရက်တန့်ထားနိုင်တဲ့အာယုသင်္ခါရတမာပတ်ကိုဝင်စားကအဲ့ဒီခြေချုပ်ရမယ့်ပုံကိုကိုစောင့်တော်မူပါတယ်။ ာယုသင်္ခါရတမပတ်ဟာအသက်ကိုလည်းဆွဲဆန့်နိုင်တယ်လို့ခံစားနေရတဲ့ယောဂဝေဒနာတွေကိုလည်းချက်ချင်းလန့်ငင်ပိန့်ချရွက်တွင်ရေမတင်တယ်လို့ပျောက်ကင်းအောင်ဆွမ်းဆောင်နိုင်ပါတယ်။ဒါပေမဲ့ဖျားရှင်ကိုရိုမြတ်ကြီးတို့လိုသဗ္ဗညုတဉာဏ်တော်ရအောင်မူတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေပဲဝင်စားတော်မူနိုင်တဲ့တမပတ်ပါ။ဒါကတော့စကားဆက်မိတာကြောင့်တမပတ်အကြောင်းကိုအနည်းငယ်တင်ပြခြင်းဖြစ်ပါတယ်ခုဆက်ပြီးဆရာတော်ကြီးဦးမနိတာရအကြောင်းကိုဆက်လက်တင်ပြပါမယ် တခါတော့ကလည်းဆရာတော်ကြီးဟာစီမီကန်ရွာမှာတဝါဆိုစဉ်ဂူပိတ်ပြီးမိရှုခံရပြန်တယ်။အဲ့လောက်ထိအောင် အကုသိုလ်ဝိကျွေးကိုခန္ဓာနဲ့ဆက်တော်မူရအောင် ကြီးမားခဲ့တဲ့ဆရာတော်ကြီးပါ။နောက်ဆုံးဘဝဖြစ်တော်မူတာကြောင့်ဒီလောက်ထိအောင်ပြည့်စက်ရတယ်လို့ပဲထင်မိပါတယ်။အဲ့လိုဖြစ်ရတွေဖြစ်ပြီးတဲ့နောက်မှာရဟန္တာရှင်သူမြတ်ကြီးဥမဏိတာရဟာထိုနှစ်ကဆုံလာပြည့်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းကိုပရိပတ်တိသာသနာပြုရန်ပင့်သွားကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာသတင်းသုံးနေကိုင်းမှာငင်းကြံစွန်းလုံးကူကြောင်းတိုက်အတွင်မနာလိုသူများက လော်ကီအစီအရင်အတိုက်အခိုက်အင်းများမြုံနှံပြီးသာသနာဖြတ်နေကြတာကိုသိတော်မူတာကြောင့်ငင်းကြံကိုလှမ်းပြီးအကြောင်းကြားရာဥမဏိတာရာအမိန့်ရှိတဲ့အတိုင်းအတိအကျတွေ့ရှိရတာကြောင့်ရှင်းလင်းတုတ်တင်ပြစ်ကြရပါတယ်။ဥမဏိတာရာဟာအင်းများလောက်ကို အမြင်ပေါက်ရောက်သူလည်းဖြစ်ပါတယ်။ထိုဆရာတော်ဖျားကြီးဟာတက္ကရ1298ခုနှစ်မှာ မြင်းညံကိုပြန်ပြီးအဲ့ဒီမှာပဲနှစ်ဝါကတ်တော်မူခဲ့ပါတယ်။ဝါရင်းကာလာတော်တလင်းလာမှာပဲပြိနိဗံပြုတော်မူခဲ့ပါတယ်။အယိုးတတ်တော်တွေကိုစွန်းလွန်ကူကြောင်းစီတော်အတွင်းမှာဌာပနာထားပြီးနောက်ပိုင်းမှာရှမ်းပြည်နယ်ကိုပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ပြိနိဗံပြုတဲ့အခါမှာလည်းတတ်တော်တွေတဖွာဖွာကြတော်မူခဲ့တယ်လို့ဆိုပါတယ်။ယဟန္တာဖြစ်ရမယ့်ပုဂ္ဂိုလ်ဆိုတာဒီဘဝမှာဝိကျွေးတွေအကုန်ဆက်ရပါတယ်။တချို့သောပါရမီပါတဲ့ပုဂ္ဂိုလ်တွေဆို မိခင်တေဆုံးသွားလို့မိတဲ့ချိုကြပေမယ်ဝမ်းမိုက်ထဲကကလေးကတော့မိလောင်ခြင်းမရှိချောမောစွာထွက်လာတာကိုလိလာမှတ်သားခဲ့ရပူပါတယ်ပါရမီကြီးမားတဲ့ပုဂ္ဂိုလ်တွေဟာငယ်စဉ်မှာအင်မတန်မှဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီးတေဘေးနဲ့အချင်းချင်းကြုံတွေ့ရပေမယ်ဘတော်မှတေကံမရောက်တတ်မပြောက်ကြပါဘူးဥပိ္ပစေကကံဟာပါရမီရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မစွမ်းသာနိုင်ဘူးဆိုတာကိုတင်ပြရင်းနဲ့ဒီအကြောင်းအရာလေးကိုဒီနေရာမှာပဲရန်နာခွင့်ပြုပါခင်ဗျာ ဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ